အားလုံးမင်္ဂလာပါခင်ဗျာမင်္ဂမောင်ချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ယနေ့22ရက်ဇင်လ2025ရက်နေ့မင်္ဂလာညချမ်းမှာစစ်သည်အနေအားဖြင့်ရခိုင်ပြည်နယ်အင်အော်ရီနယ်ဇက်ကနေရီကန်သတင်းလေးနဲ့စတင်လိုက်ချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့စစ်သည်များမစတင်မီမှာကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့မေတ္တာရက်ခံအပ်ပါတယ် ဟုတ်ကဲ့စစ်သည်များစတင်လိုက်ကြရအောင်ခမညာ24ရက်ဇင်လ2025ရက်နေ့မှာတော့မြမတံတော်လုံချိုးတက်ဖွဲ့ဝင်များကအင်အော်ရီနဲ့ရခိုင်အစပ်မှာရှိနေတဲ့နေရီကန်တောင်စခန်းအနီးကိုနေမြေရှင်းလင်းတဲ့အခါမှာအကြံဖက်တောင်းညံသူများဖြစ်တဲ့ AA အဖွဲ့40ဦးခန့်ပြည့်ထိတွေ့တိုက်ပွဲအနေငယ်ဖြစ်ပွားခဲ့ပါတယ် ဖြစ်စဉ်တွင်မှမိဘကဒီကိမှုတစုံတရာမရှိဘဲအကျိုးအမြတ်ရလက်နေရဖြင့်အကြံဖက်တောင်းချမ်းသူများဒရုံးလွတ်တင်တဲ့ဒရုံးသုံးစီးကိုပြစ်ချရဗန်းစီနိုင်ခဲ့ပြီးတော့အကြံဖက်တောင်းချမ်းသူအချို့ထွက်ပြေးသွားရာ၎င်းတို့အခြေပြုရာ နေရာများကိုသိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကလည်းအကျန်းဖတ်တောင်းရင်သူအေအေနဲ့ဆက်ဆက်နေတဲ့မြောက်ဆန်းသတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ 22ရက်ဇင်လ2025ရက်နေ့မှာတော့မြောက်စန်းဒေသဆက်ဆက်ရိုးရွာအနီးမှာမြမတပ်မတော်လုံချွေးတပ်ဖွဲ့ဝင်များထံချင်းကပ်လာတဲ့အကြမ်းဖက်တောင်ရံသူအေအေ30ဦးကံကိုတပ်မတော်လုံချွေးတပ်ဖွဲ့ဝင်များနေမြေရှင်းစစ်ကြောင်းများက တွေ့ရှိတာကြောင့်ဝင်ရောက်ရှင်းလင်းတိုက်ခိုက်တဲ့အခါမှာအကြမ်းဖက်တောင်ရံသူများကစင်ကလေးအဆုတ်ခွာတပြေးသွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာမိဘကစစ်တီတူ နိုင်ငံအတွက်အသက်ပေးလူခဲ့ရပြီးအကျိုးအမြတ်ရလက်နေရဖြင့်အကျန်းဖက်တောင်းရင်သူအေးအေးငါလုံးလက်နက်မျိုးစုံလေးလက်ကြီးတထောင်ခန့်နဲ့ကြီးအိမ်16ခုတရုတ်လက်ပြပုံ10လုံးတို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့စကိုင်းတိုင်းဒေသကြီးကလေးမျိုးနဲ့ဆက်ဆက်နေတဲ့မနေ့ကအတရင်အဆက်လေးပဲဖြစ်ပါတယ်ခင်ဗျာ 22ရက်ဇန်လ2025ရက်နေ့မှာတော့စကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်မှန်တော့ရွာကိုတမတော်လုံကျွေးတပ်ဖွဲ့ဝင်များကနေမြေရှင်းလင်းတဲ့အခါမှာအကြမ်းဖက်သောင်းချင်းသူဗရက်အဖွဲ့30ဥခန့်နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာမိမိဘက်ကစစ်သည်နှုတ်ဒဏ်ရာနှင်းငယ်ရရှိခဲ့ပြီးအကျိုးမြတ်ရလဒ်နေရာဖြင့်အကြမ်းဖက်သောင်းချင်းသူဗရက်9လောင်း MA1 တနက်ဒလက် BA63 တနက်ဒလက် အမီတန်းတနတ်ဒလက်လက်လုံတိုင်မိုင်း၄လုံးလက်လုံရွှေရမိုင်း၃လုံးတို့ကိုတိမ့်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ရှမ်းမြောက်ဒေသနမ်မတူနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်22ရက်ဇန်လ2025ရက်နေ့ဒီကနေ့မှာတော့ရှမ်းမြောက်ဒေသနမ်မတူမြို့ကိုပြန်လည်ရရှိသိမ်းပိုက်နိုင်ရေး စစ်ကြောင်းထုံးနေတဲ့မြမတက်မတော်လုံညွေးတပ်ဖွဲ့ဝင်များနဲ့အကြမ်းဖက်တောင်းရင်သူ TNL ရေမချိုးအဖွဲ့နဲ့ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်အတွင်းမှာမိဘကထိခိုက်မှုတစုံတရာမရှိဘဲအကျိုးမြတ်ရလက်နေရပြီးအကြမ်းဖက်တောင်းရင်သူ TNL ငါးလုံးသနက်လေးလက်တို့ကိုသိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ KNU အဖွဲ့တွေလုံခြုံရေးဆောင်ရွက်နေတဲ့ကျန်းဖြန့်မြို့တော် KK ပတ်ရဲ့အကြောင်းလေးဒစီဒစောင်းပဲဖြစ်ပါတယ်ခင်ဗျာ လေကီကောလို KNU တပ်ဖွဲ့ဝင်တွေနေဖို့ NCA အထိမ့်မဲ့စံပြရွာ9ရွာဂျပန်အစိုးရ ODA အထောက်အပံ့နဲ့ထိုင်းမြန်မာနယ်စပ်အနီးတစ်လျှောက်မှာ2015ကစောက်ပေးထားပါတယ်အပြည်ပြည်ဆိုင်ရာစည်းကမ်းချက်ကအဲ့ဒီရွာတွေမှာ လက်နက်ကင်ဆောင်နေခွင့်မရှိဘူး ယောဟန်ဒီတိုက်ပွဲမဖြစ်ရဘူးနှစ်ဖက်လုံးကလိုက်နိုင်ရပါတယ်အဲ့ဒီယောဟန်ဒီနဲ့ချီလင်းနှစ်နာရီခီးအကွာဝေးခန့်တွေမှာလက်နဲ့ခဲရန်တွေဓာတ်ဖို့စကန်တွေတက်တက်ရှိပါတယ်သတိပြုမိဖို့ပါဇော့ွယ်ထူဝင်တို့ကအဲ့ဒါကိုဖောက်ပြပြီးနေထိုင်ခွင့်ရှိသူတွေကို မောင်းထုတ်ပြီး လောင်းကစားယုံတွေ KTV တွေဘာတွေမဆက်တွေကြားဖြန့်လုပ်ငန်းတွေအဖြစ်ပြန်လည်ငှားစားထားပါတယ်လက်နဲ့ကန်ပြီး လုံချိုးရေးလုပ်ပေးပါတယ် around 27မှာပြည်မရက်ကထွက်ပြေးလာတဲ့သူတွေကို လေကီကိုကီကီပတ်မှာလက်ခံပြီးဖောက်ခွဲသင်တန်းလေ့ကျင့်ပေးပါတယ် NCA အထိမ့်မဲ့ရွာကိုငွေယူကိုကျိုးရှာတာတောင်မကောင်းတဲ့လုပ်ငန်းနဲ့လုံသွားကြတာပါပဲအခုတပ်မတော်ကသိမ်းလိုက်ပြီဆိုတော့လက်ကျန်ကြားဖြန့်တရုတ်တွေနိုင်ငံသားတွေကားအစီးတရာခန့်နဲ့နေရာရွှေ့သွားကြပြီလို့မြန်မာပြည်ကလူတွေပြောနေကြပါတယ် ကားတွေနဲ့ဘယ်နေရာကိုရွှေ့သွားမလဲဆိုတာကတော့စောင့်ကြည့်စိတ်ဝင်စားစရာကောင်းကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဂင်ဘီနယ်နဲ့ပတ်သက်တဲ့စီရစ်တရင်အချို့ပဲဖြစ်ပါတယ်ခင်ဗျာဂင်ဘီနယ်အရင်ကအတော်ရှုပ်တယ်လို့အတော်လေးလဲနဲ့ဆိုင်ပါတယ်ဗျာနိုင်ငံတော်ကနေတက်မတော်ကိုအခုအမြင့်ပြည့်ရှင်းပေးပါတခွန်းတဲ့နဲ့ဒီကင်းပြီတလမကြဘူးရန်သူအမျိုးပြုတ်ပါတယ် ဒါအပြောမဟုတ်ပါဘူးကျွန်တော်ပြောတာကိုအောက်ကအကြောင်းအရာတွေနဲ့ပြန်လဲထောက်ကြည့်ပေးပါကင်းပြီးနဲ့အရေးဟာတာမန်စစ်ပွဲမဟုတ်ပါဘူးနိုင်ငံတကာနဲ့ရင်ပေါင်တန်းသွားနေရတဲ့အခြေအနေဖြစ်ပါတယ်ဒီလိုနိုင်ငံတကာနဲ့ဘာအတွက်ရင်ပေါင်တန်းနေရသလဲဆိုရင်တရုတ်ကြားဖြန့်ကိစ္စကြောင့်ပဲဖြစ်ပါတယ်တရုတ်ကြားဖြန့်ဟာစပ်ဖြစ်ကာစမှာအာရှလောက်ထိတာသတင်းတွေကြေပြန့်ခဲ့ပြီမဲ့ အခုအခါအမေရိကန်နိုင်ငံကလည်းဂျာပြန့်ကိုအယုံဆိုင်လာနေကြပြီဖြစ်ပါတယ်ကြပြန့်လို့တကမာလုံးနာမည်ကြီးအရှုပ်တော်ဘုံကို နိုင်ငံတော်အနေဖြင့်ဂိုင်းတွေရမှာတော့အထာနဲ့နဲ့ပညာပါပါ လုံနိုင်ဖို့ကအရေးကြီးလာပါပြီအားလုံးအမြင်နဲ့ကျွန်တော်တို့အမြင်မှာတော့စီရေကိုစီရေလို့ဖြည့်ရှင်းခြင်းကြတာကတော့တိုင်းပြည်အေဂျင်စီဘူးအတွက်ကရုဏာဒေါသနဲ့ဖြစ်နေကြတယ်ဆိုတာလဲနိုင်ငံတော်လူကြီးတွေအနေနဲ့သိနေကြပါတယ် ်အထက်ကပြောခဲ့သလိုကင်းပြင်းနယ်ကိုစီးရီးသီးသန့်ကြီးသွားလို့မရပါဘူးနောက်တစ်ခုကကင်းပြင်းနယ်ဟာနေဆက်ဒေသတစ်ခုလည်းဖြစ်နေပြီးလူမြင်ကွင်းပေါ်မှာပေါ်ပေါ်ထင်ထင်ဖြစ်နေသလိုဖြစ်တဲ့အတွက်နိုင်ငံတော်အပိုင်အနေနဲ့နိုင်ငံရေးနဲ့စီးရီးကိုပူးတွန်းသွားရင်းလှုပ်ဆောင်နေရခြင်းကြောင့်ကင်းပြင်းနယ်စစ်ပွဲဟာမကြတဲ့မဲ့ကြာရသလို နိုင်ငံတကာကလည်းနိုင်ငံတော်ရဲ့ချမှတ်ထားတဲ့ဥပဒေပေါ်အတွင်းကနေလုတ်ကင်သွားလာနေကြောင်းကိုလည်းပြသရင်းသွားနေကြရတာပါဒါကတော့ဒီမိုကရေစီလို့အော်နေကြတဲ့ငပိန်းတွေကတော့ဒီမိုကရေစီဆိုတာကိုဗာမန်းတောင်သိကြမှာမဟုတ်ပါဘူးဗျာကင်းပြင်းတဲ့ကိုအခုလောလောက်ကင်ပြီးလှုပ်ရှားနေမှုတွေကတော့ဒီမိုကရေစီကိုလက်တွေ့ကျင့်သုံးဖော်ဆောင်ရင်းနိုင်ငံတော်ရဲ့ဥပဒေအတိုင်းပေါင်းအတွင်းကနေသွားနေရကြောင်း မိဘပြည်သူများ နားလည်သဘောပေါက်စီရန်အတွက်ရည်ရွယ်ပြီးတော့အချင်းချုပ်ဖော်ပြပေးလဲရပါကြောင်းပါခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆန်နရီမိုးရေးသားတဲ့သတင်းဆောင်မလေးတွေပဲဖြစ်ပါတယ်ခင်ဗျာကေကေဘန်းနဲ့ပတ်သက်ပြီးတော့တဖက်မီဒီယာတွေမှာတက်မတော်ကဟန်ပြဖန်းစည်းခဲ့တယ်လို့ဆိုကြပါတယ်တကယ်တော့အေကတရာကျဲတဲ့ဒီမြေပေါ်က ဒီဇော်ဥတွေကိုရှိသမျှစစ်ကြောင်းအားလုံးအင်အားပြန်ပြီးတော့ချပြစရာလည်းမလိုအပ်ပါဘူးအစိုးရထုတ်ပြန်ထားသလိုဒီမီပေါ်မှာဆောက်လုံနေတဲ့အစာဥနဲ့လုံပိုင်ခွင့်တွေဟာတရားဥပဒေနဲ့မညီညွတ်ဘူးဒါအပြင်အနောက်နိုင်ငံတွေကပါတာဂက်ထားလာတဲ့စတန်လင်းဆက်သရေးဆက်တွေကိုအဓိပ္ပာယ်ရှိရှိချပြထားပါတယ်ဒါကအစိုးရဘက်ကနေနိုင်ငံတကာကိုအဓိကပေးချင်တဲ့ message ပါပဲနိုင်ငံရေးအကြောင်းတွေးရရင်ဒါလို့ဆို လုံလောက်ပါပြီ KGB ရဲ့အဓိက key point ဖြစ်တဲ့ KNU ရဲ့မူလအလင်းကုမ္ပဏီနဲ့ဒိုင်းငါကုမ္ပဏီတွေချုပ်ဆိုတဲ့စာချုပ်မှာမြေငှားရငှတသက်ကြီးဘက်ကိုဧကတရာအတွက်230စာချုပ်အရဘတ်3သန်းခွဲရှိပါတယ်ဒါက2020ခရဲကချုပ်ဆိုထားတဲ့စာချုပ်လည်းဖြစ်ပါတယ်တနည်းကို ဘတ်တန်ငွေချုံလာတဲ့ချိန်ဘေးချေရမယ်ဆိုတဲ့သဘောတူညီချက်နဲ့မူလီဘက်က KNU ဥက္ကရာကွယ်ထူးဝင်းနဲ့ကာဝေးတောင်ဝန်ကန်ရောဂျာခင်တို့ကိုယ်တိုင်လက်မှတ်ထိုးထားတဲ့ KK ဘက်မှဘယ်သူတောင်းအရှိဆုံးလဲဆိုတာကလေးကိုသွားမေးရင်တောင်သိပါတယ်တကယ်တော့အပေါ်ကဆိုထားတဲ့ပမာဏကမြေရင်ငားရင်ကတသက်တကူရဲတဲ့ရှိပါသေးတယ် ဧက30အတွက်လုံချုံရေးဆောင်ရှောက်ခါက GNU ကိုတလက်မှာဘက်9သိန်းအပိုဆောင်ထပ်ပေးရပါတယ်။ဧကတရားစာအတွက်ထပ်ပေါင်းလိုက်ရင် GNU ထိပ်ပိုင်းကလူတွေထိုင်စားနေတဲ့ဒီပတ်စံတွေကကင်းပြင်းတဲ့ကကရင်တွေကို ရွှေချထားလို့တောင်ရပါတယ်။ကြွေးကြော်တန်တွေမှာကရင်ပြင်းတဲ့ကောင်းစားရေးကရင်ပြည်သူလူထုကြီးပွားရေးဆိုပေမဲ့ဒီပတ်စံတွေကိုကွယ်ထူးဝင်းတို့ဘယ်မှာသွားသုံးတယ်လဲဆိုတာစစ်စစ်ဖို့မကောင်းဘူးလားပေါ့ ခြုံပြောရရင်အစိုးရကအကြမ်းဖက်အဖွဲ့အစည်းအဖြစ်နဲ့ KNU ကိုကြီးညာထားပါတယ် KK ဘက်မှာကြားဖြန့်လုပ်ငန်းလုပ်နေသလို Starling ဂျိုရူသုံးဆွဲနေတာကလည်းတရားဝင်မဝင်ဆိုတဲ့နောက်ထပ်ဆွဲချက်တွေကိုပါအပြုံလိုက်ကြီးပုတ်စာပေးထားပါတယ် KK ဘက်က DGB လုံတာပါလို့ဆွဆွဲရအောင်စာချုပ်၅ရန်၅ကကအသည့်တက်သေးတွေမှာလက်မှတ်ထိုးထားတာကစောချစ်သူမှမဟုတ်တာ KNU က လဲတော့လဲတယ်ဒါပေမဲ့တပတ်မပြည့်တာပဲဖြစ်ပါလိမ့်မယ်အခုတလောမလတီယံ or special region 1 union or မြန်မာဆိုတဲ့လက်မောင်းဘတ်စိတ်လေးမြင်လာရပါတယ် MNDA ကနေတဆင့်ပြောင်းသွားပြီလားဆိုတဲ့ဝီရောနီတွေလည်းရှိနေပါတယ်တကယ်လို့ဒီလိုသာ ဖြစ်လာခဲ့ရင်နောက်ဆက်တွဲတွေဘာဖြစ်နိုင်တယ်လဲဆိုတဲ့နိုင်ငံရေးဆိုင်ရာတွေးတောစရာတွေလည်းအများကြီးရှိနေပါတယ် ဒီအခြေအနေတိုင်းဆက်သွားရင်မြောက်ပိုင်းသုံးဘွယ်ထဲမှာကိုကန်းကဗြဟ္မာဆုံးနိုင်ငံရေးအပေးယူလုံနိုင်တဲ့လက်နက်ကင်လည်းဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့အစိုးရနဲ့သူတို့ကြားမှာနောက်ရှိခြေဦးကိုလည်းကျော်လွန်လို့ရနိုင်မှာမဟုတ်ဘူးဆိုတဲ့ကန့်သက်ချက်လည်းရှိနေပါတယ်။သဘောကခြေဦးကိုကျော်လွန်ပြီးတက်မတော်ဟာဘာမှဆုံးဖြတ်ခွင့်မရှိပါဘူး။ဒါပေမဲ့စီးရေးသဘောတူညီချက်ကနေနိုင်ငံရေးသဘောတူညီချက်အဖြစ်တော့ကာလာချင်းသွွားနိုင်တဲ့အခွင့်အရေးနဲ့လုတ်ပိုင်ခွင့်ရှိနေပါတယ် အနည်းဆုံးဆုံးဖြစ်နိုင်တာကတော့ MNDAA အနေနဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရနေရာမှာပယ်ဆောက်ချိန်နေရာအစားထိုးခွင့်အမှကန်ရဲ့ဖြစ်တော့ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ယူဆရပါတယ်ဒီလိုမျိုးပဲဝပုံစံတူမော်ဒယ်လဲတောင်းဆိုနေနိုင်တယ်ပြည်နယ်တောင်းထားတဲ့ဝကိုတော့လှွတ်တော်ကပဲဆုံးဖြတ်ပေးနိုင်တယ်လို့ဗိုလ်ချုပ်ကြီးရာပြည်ပြောတာကိုထောက်ရင် MNDAA အနေနဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရနေရာမှာ နိုင်ငံရေးအမကန်ချက်ရဖို့ဆိုရင်ခြေဥကနေပဲသွားလို့ရနိုင်တာတွေ့ရပါတယ်။အနစ်ချုပ်သုံးသပ်ရရင်အစိုးရအနေနဲ့ MNDAA ကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကရုပ်သိမ်းပေးပြီးနိုင်ငံရေးဆွေးနွေးမှုလုပ်နိုင်ပါတယ်။ကိုပိုင်အုပ်ချုပ်ခွင့်အတွက်လောက်ကိုင်းတဲ့ကုန်းကျန်းကိုအတိမတ်ပြူပြီးလက်ရှိနေမြေတွေကိုအပြန်အလှန်အပြင်ပြည်တော်စုစီကိုပေးအပ်ရနိုင်ပါတယ်။ ကိုကန်တက်ဟာနေကြဆောင်တက်ဖြစ်လာနိုင်သလိုဒီထက်ဆွေးနွေးနိုင်ရင်တော့ NC အထိမျော်လင့်နိုင်ပါတယ်ဒါပေမဲ့ SBNCC ရဲ့ရိုက်ခတ်မှုလည်းရှိနိုင်တာကိုထက်တွေ့ရမှာပါနိုင်ငံရေးအရာတော်ကိုကန်တွေကကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့အစိုးရတွေဖြစ်လာနိုင်ပါတယ်ဒါတွေကပါစင်နယ်သုံးသက်ချက်သာဖြစ်လို့မှန်ချင်းမှားချင်းကတော့ငွေရောင်ပိတ်ကားပေါ်ကဒေသစောင့်ကြည့်ကြဖို့ဖြစ်ပါတယ် တမရော်ရဲ့ချပြမှုတွေထဲမှာစတန်လီဆက်တွေပါဖို့ပဲလိုပါတယ်အဲ့ဆက်တွေကကောင်းခြင်းမကောင်းခြင်းပမာဏအဖြစ်နည်းခြင်းများခြင်းဖြစ်ဖို့မလိုပါဘူးနိုင်ငံတကာရဲ့အမြင်မှာနယ်ဆက်ဒေသချပြဖြတ်လုပ်ငန်းရဲ့အဓိကအားနည်းချက်ကဒီစတန်လီဆက်တွေကအထောက်အပံ့ပြုနေတယ်ဆိုတဲ့ပုံရိပ်ကိုပြနိုင်ဖို့ပဲလိုပါတယ်အကျိုးဆက်ကစတန်လင်ပေးနေတဲ့အီလွန်မက်အထိပါပြဿနာရှိသွားနိုင်ပါတယ် ဒီကြပြန့်ဂိုင်းတွေအတွက်အဓိကနေမြေပေးလုတ်ကင် ခွင့်ပြုခဲ့တဲ့အဖွဲ့အစည်းက KNU ကကွယ်ထူးဝင်းတို့ဖြစ်တယ်လက်မှတ်ထိုးထားတဲ့စာချုပ်သက်တည်လဲချပြထားတယ် KNU က NLD လိုပယုံလုံးဖြစ်သွားပြီလို့ပြောလို့ရပါတယ်တခုတော့ရှိပါတယ် KNU ရဲ့သိခါကို အဖက်ဆဲခြင်းသေးရင်ကွယ်ထူးဝင်းနဲ့စောတော်နီးက KNU ကမဟုတ်ပါဘူးသူတို့ရဲ့ကြားဖြန့်ပတ်သက်မှုက KNU နဲ့မသက်ဆိုင်ပါဘူးလို့ကြေညာချက်ထုတ်ပြန်ပြီး ဖားနဲ့ငါခွဲလိုက်ရင်တော့တမျိုးဖြစ်သွားနိုင်ပါ रे ခတ်တာက KNU ကအခွန်မဲရှိတော့တဲ့အပွဲစည်းတစ်ခုဖြစ်သလိုတက်မာတွေရဲ့အာဏာကိုဘိုးကမထိန်ချုပ်နိုင်တဲ့ပြဿနာကိုဒီအချိန်မှာရှင်းရှင်းလင်းလင်းမြင်တွေ့ခွင့်ရလိုက်တယ်ဆိုတဲ့အကြောင်းကို လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆီယံပိုင်စိုးရေးသားတဲ့ ဧရာဝတီဘာလဲဘယ်လဲဆိုတဲ့သတင်းဆောင်မလေးပဲဖြစ်ပါ रे ခမညာဒီအမိုက်ဧရာဝတီကအတကုံလွန်နေတာအေးအေးအကြောင်းပါပဲနိုင်ရံရပြီဆိုပြီးဒီလအစကလေးကလော်ပါ रे တမရောဘက်ကနိုင်ရံနာအီအီတွေကမရသေးတဲ့တသီထွက်လာတော့အခုဘကိုးကမ္ဘာစာနာရောက်သွားပြန်ပါပြီ SB ဘောကနေရတဲ့ဗတ်ဆန်နဲ့ယက်ဒီရတဲ့ဘောကဇူတော့ ဖန်တရားခေါင်းစဉ်တွေနဲ့တနေ့အပုတ်300လောက်တင်တာနားလဲပါတယ်ဒါပေမဲ့လူပြောခံရလောက်အောင်ဒီလိုစစ်သတင်းတွေမဟုတ်မဟတ်ညာသင်ပေးပြီးတင်နေတာကတော့စဉ်းစားစရာပါ အေးအေးကိုတောင်းမြစ်ကလို့အရင်တစ်ခေါက်အညာဒူးပိုင်းလို့လက်ထောက်ချကျင်တာလားဓမ္မမို့အန်ကိမမရတော့လို့စစ်ပွဲအကြောင်းပွဲစုအောင်လုပ်ပြီးပိုက်ဆံရှာကျင်တာလားပေါ့ရခိုင်မှမှာတကယ်တော့ တပ်မတော်ကစစ်ကြောင်းမထုံးသေးပါဘူးယူစီအတိတ်စိမ်းထဲမှာအန်းတို့တန်တွဲတို့ပါတယ်ဆိုတော့မကြခင်လို့ကိုရီတောင်အခုမှခံမှန်းလို့ရှိပါသေးတယ်ဒါကိုအေယော်ဒီကအတင်းတွေလှော်နေပုံ ထောက်ရင်ရခိုင်ဘက်ကို ထိုးစစ်စစီဂျင်တာလားမသိပါဘူးအေးရှုံးနာနိုင်တာထက်ရေးစီရန်တည်င်းလေးရာပြီးလူကြီးများတော့ပတ်စံပူရတာပေါ့လေပြောတာပြောရတာတမတော်ဘက်ကလည်းအေယာဝရီရဲ့ထမင်းရှင်ပါပဲ ။ဒီနေ့ဒီနေ့စစ်တမကောင်ကြောင့်ရေးမှလူပိုကြည့်ကြတာမဟုတ်လားလို့ပဲတင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့အခုနောက်ဆုံးနေရာအဖြစ်ကျွန်တော်တင်ပြပေးချင်တာကတော့ရန်မိုးတင်ဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့အရာကပြည်သူဆိုတဲ့သတင်းဆောင်မလေးနဲ့ပိတ်သိမ်းလိုက်ခြင်းပါတယ်ခင်ဗျာမြန်မာပြည် KGB စီမံကိန်းကနိုင်ငံပိုင်မြေကို KNU ကအလွဲသုံးစားလုပ်ပြီးကိုကျိုးရှာနေတာလို့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ် အဲ့ဒီ GG ဘက်ကိုဝင်ရှင်းတာ Stanley Internet ဆက်30အင်ဂျီ300နဲ့လူပေါင်း2190ရှိရောက်တွေ့တယ်လို့ဆိုပါတယ်အရင်ကယူကောင်းဆောင်စောမူဒူစီဖို့လက်ထက်ကဂျပန်ကငြိမ်းချမ်းရေးအတွက်နဲ့ကင်းလူမျိုးတွေနေဖို့စောက်ပေးသွားတဲ့အဆောက်အုံတွေကိုအခုကွယ်ထူးဝင်းတို့ကဌာနေကင်းတွေကို မောင်းထုတ်ပြီးလောင်းကစားလုပ်ဖို့တနည်းကိုဒေါ်လာ3သန်းခွဲနဲ့ငှားစားထားတာလို့ဆိုပါတယ်ထုံးစံအတိုင်း စွန်တော်နီတို့ကညင်းပါတယ်မညင်းလို့လည်းမရဘူးကိုကန်းကပယ်မိသားစုလိုဖြစ်သွားပါလိမ့်မယ်သို့ပေမဲ့မြင်းကားစာချုပ်မှာကွယ်ထွန်းဝင်းကိုယ်တိုင်လက်မှတ်ထိုးထားတာကိုဘယ်လိုလို့ရှင်းမလဲမြန်မာနိုင်ငံမှာနေရာပေါင်းစုံလက်နက်ကင်နေကြတာအဲ့လိုဥပဒေမဲ့လှုပ်ရှားလို့ရနေကြလို့ပါ KIA ရဲ့မြေရှမ်းတပ်ထုတူးနေတာကလည်းအတူတူပါပဲနောက်ဆုံးမှပေါ်လာတဲ့လက်နက်ကင်တချို့တွေတောင်လက်ဖျားရွှေသီးနေကြပါပြီ။ ဒီမိုကရေစီအရေးတို့ဒန်ဒူရေးတို့ဖက်ဒရယ်တို့ဆိုတဲ့စကလုံးကလက်နက်ကင်မှုအတွက်စကလုံးတီးတန်ပါပဲခေါင်းစဉ်တစ်ခု ပေးထားမှလက်နက်ကင်လို့ရတာမဟုတ်ရင်ပြည်သူလက်မခံပါဘူးပြည်သူလက်မခံရင်သတင်းပေးခံထိပါလိမ့်မယ်လက်နက်ကင်ကြီးတဲ့ခေါင်းဆောင်တွေကိုယ်တိုင်မဟုတ်ပဲသက်ဆိုင်ရာအောက်ကလူတွေလိုက်ပြောကြတာမိုက်မိနေကြလို့သူငယ်ရန်တဒန်းကြောင်းသားအတိလောက်နဲ့ပြောနေတာပါ ဆယ်နဲ့ရောက်ရင်အတီတမျိုးပြောင်းလာပါလိမ့်မယ်။လက်နက်ကင်သဘုံကောင်းဆောင်တိုင်းအမေရိကန်ဒေါ်လာသန်းကျွယ်ချမ်းသာပါတယ်။ဘာမဟုတ်တဲ့ DNL ကလွေရည်ဥတော်မြို့လေးခဏသိမ်းလိုက်နိုင်တာထိုင်းမှာမာစရီကနှစီးနဲ့အိမ်ပိုင်ရပိုင်ဖြစ်သွားပြီလို့နောင်ချိုကထွက်မပြေးရခင်မှာမကြေနပ်တဲ့သူတို့ပလောင်တွေကိုယ်တိုင်အတန်တွေထွက်ခဲ့ပါတယ်။ ဖက်ဒရယ်စနစ်နဲ့ပြည်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 မဖြစ်သေးသေး၍ကိုပိုင်အုပ်ချုပ်ရေးဒေသမှတပါတနိုင်ငံလုံးရဲ့ကိစ္စအရာရာအလုံးနိုင်ငံတော်အစိုးရမှာပဲတာဝန်ရှိပါတယ်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသနဲ့သတ်မှတ်ထားတဲ့ဥပဒေစည်းကမ်းပေါင်းအတွင်းမှာပဲလုတ်ပိုင်ခွင့်ရှိပါတယ်။ဒီနေရာငါတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတယ်။တရုတ်နိုင်ငံအဖြစ်ခံယူမယ်။ထိုင်းနိုင်ငံနဲ့ပူးပေါင်းမယ်လို့လုံးလို့မရပါဘူး။ နိုင်ငံခြားနဲ့ပတ်သက်မဲ့ဆိုရင်ဖက်ဒရယ်အစိုးရကိုအတိပေးသဘောတူညီချက် တောင်းရပါတယ် KK ဘက်ကို KNU ကလက်မှတ်ထိုးပြီးသူများကိုအငှားချလုပ်ပိုင်ခွင့်ပေးတာ အစိုးရခွင့်ပြုချက်နဲ့မဟုတ်ဘူးသဘုံခွင့်ပြုချက်နဲ့လုပ်တာတရားမဝင်ပါဘူးတရားဝင်ဆို အခွန်ဆောင်ရပါမယ် KK ဘက်ကို KNU တို့ကအုပ်ကြီးတွေလိုရက်ွက်တဲ့နေရာလွတ်မှာကျူးကျော်တွေကိုနေရာပေးငှားစားသလိုလုပ်လိုက်တာပါ KNU တို့ KK ဘက်ငားစားလို့ရတဲ့ပတ်စံတွေကင်းပြင်းနေအတွက်လန်ခင်းပေးလားအိတ်ထဲထဲလားမေးကြည့်ကြပါလိပြဿနာအသံမထွက်ခင်တော့မသိကျင်ရန်ဆောင်နေပါလိမယ်ပြဿနာရှာလာလို့ကတော့အုပ်ကြီးလဲညောင်းပါပဲအမှန်ကလက်ရှိလက်နက်ကိုင်သဘုံခေါင်းဆောင်တွေကတကယ်ဖက်ဒရယ်စနစ်ကို မလိုချင်ကြပါဘူး ဖက်ဒရယ်ဖြစ်ရင် KK ဘက်လိုနေရာငှစားပြီးအိတ်ထဲထဲလို့မရပါဘူးစည်စည်အတီအကျနဲ့ပြည်နယ်စွန့်ရကိုအကုန်အဲ့ရမှာ အကုန်ဥပဒေနဲ့အညီလောက်ရမှာပါအဲ့ဒီပစံတွေနဲ့ခေါင်းဆောင်တွေအိမ်ဝယ်ကားဝယ်လုပ်လို့မရပါဘူးတရားစောက်လမ်းဖောက်လောက်ရမှာပါဒါဆိုလက်နက်ကင်ခေါင်းဆောင်တွေ ထိုင်းတို့တရုတ်ပြည်တို့မှာအိမ်ဝယ်ပြီးနေဖို့မလွယ်သလိုဒေါ်လာ9သိန်းကနေနန်းဂျော်ဒန်ထီတန်နဲ့ နာယီလဲဝယ်ပတ်ဖို့မလွယ်ပါဘူး။သားသမီးတွေကိုနိုင်ငံခြားမှာထားပြီးအကောင်းဆုံးကျောင်းအကောင်းဆုံးအိမ်တွေမှာမထားနိုင်ပါဘူး။ပါရစနစ်ကျင်းသုံးရင်တခြားနိုင်ငံကခံယူထားတဲ့လက်နက်ကင်ခေါင်းဆောင်တွေတရားဝင်အစိုးရအဖွဲ့ဝင်လုံးလို့မရပါဘူးတကယ်လို့ကွယ်ထူးဝင်တို့စော့တော်နီတို့ကထိုင်းနိုင်ငံကခံထားရင်ကရင်အစိုးရအဖွဲ့မှာပါလို့မရပါဘူးဂွမ်မော်တို့အင်မန်လာတို့ကတရုတ်နိုင်ငံသားခံထားရင်ကချင်အစိုးရအဖွဲ့ထဲပါလို့မရပါဘူး ူတို့တပတ်နိုင်ငံသားခံယူထားမထားကတော့သူတို့ပဲသိပါလိမ့်မယ်လက်ရှိအတိုင်းဆိုကရင်ရောကချင်ရောတဘုံတွေမှာသူတို့ကဆရာကြီးတွေပါဖက်ဒရယ်လုံးလို့သူတို့အားလုံးဘေးရောက်သွားမယ်ဆိုရနေတဲ့ငွေကြေးတွေမရတော့ဘူးဆိုသူတို့ကဖက်ဒရယ်လိုချင်အောင်ပါလားပြီးမယ်ဆိုရင်တော့ပြက်အောင် ဖြတ်ကြမှာပါဒါမှအနေထားမပြောက်ပါလိမ့် ။ KNU ကကွထွန်းဝင်းကရွေးကောက်ပွဲလက်မခံဘူးအမျိုးသားရေးတောင်းအရဖျက်လို့လိုက်ပြောနေပြီးဂွမ်ဘော်ကဒီမိုကရေစီတောင်စိတ်ဝင်စားတော့ဘူးလို့ပြောတာစိတ်ဝင်စားဖို့ကောင်းပါတယ်။မြင်အောင်ကြည့်ကြပါ။ဘာလို့လက်နက်တွေမစွန့်ကျင်ကြတာလဲလို့ဘာကြောင့်ရွေးကောက်ပွဲလက်မခံဘူးပြောတာလဲလို့ဘာလို့နိုင်ငံမပြိုကွဲအောင် ထိန်းရတဲ့စစ်တပ်ကိုဘုံရံသူလို့သတ်မှတ်ရတာလဲလို့ ။ဘာကြောင့်အမိုးရေရွေလက်ဆင့်ကန်းနေတာလဲလို့ဆိုတာတွေကိုစဉ်းစားကြည့်ပါ မြင်အောင်ကြည့်ကြပါ အကုန်လူလေတွေကြီးပါအာရာကပြည်သူတွေပါဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော် channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာမိတ်ဆွေများရဲ့ ဒီမီယူစားချက်အသီးသီးကိုလည်းလွတ်လပ်ပွင့်လင်းစွာရိုင်းဆိုင်မှုမပါကွန်မန့်ပေါက်ပါ ဝင်ရောက်ရေးသားအကြံပြုဆွေးနွေးနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့ကျွန်တော်မင်းခန့်မောင်ပါ